န်ကုန်မသိန်းလမ်းပေါ်ကနှစ်စင်ရေကြီးနှစ်မြုပ်ခံရတယ်။ဒါကလမ်းပိုင်းကိုရာသီမီသွာလာနိုင်အောင်အဆင်မြင့်တင်ဆောင်ရွက်နေပါတယ်။ဒီသတင်းကိုတော်စင်မြို့ကပေးပို့ထားပါရရှင်။ရန်ကုန်ပတိန်လမ်းပေါ်ကနှစ်စင်ရေကြီးနှစ်မြုပ်မှုခံရပြီးအန်ဒီရဲ့တတိပေးဆိုင်မှုတ်တွေစိုက်တူထားရတဲ့တကာလမ်းပိုင်ကိုရာသီမြွေသွာလာနိုင်တဲ့လမ်းအဖြစ်အစ်စ်မြင့်တင်ဆောင်ရွက်နေပါတယ်။လမ်းရှင်၅ဖလုံးကိုလမ်းအကျယ်24ဘီတပေတူးနဲ့ကွန်ကရစ်လမ်းအဖြစ်လမ်းပိုင်ကို BOT တာဝန်ယူထားတဲ့ Oriental Highway ကုမ္ပဏီကစောင့်ရနေတာဖြစ်တယ်လို့ AR တိုင်းဒေသကြီးလမ်းမဆက်တော်ရေးဝန်ကြီးကပြောပါရယ်ဒီနှစ်မှာတော့ရေမမြုပ်ခင်မှာအာဆင်းရဲတယ်ဆိုတော့ကုန်လေလောင်းလာပါပဲကုန်လေတူးကလည်းဟိုဘာလို့ရှိပါလဲ၁၂လက်မှလို့ရှိပါတယ်အဲ့လောက်လောင်းမယ်ဆိုရင်ဘာပြောပြောရေမြုပ်ပြီးတိုင်အောင်ဟိုကားတွေသွားလို့တော့အဆင်ပြေသွားတော့ လမ်းရေကြုံမှုကိုကာကွယ်ဖို့အတွက်လမ်းအဆင့်မြင့်တင်တာအပါအဝင်လမ်းအနီးတစ်ဝိုက်ကတာရီကိုလည်းအဆင့်မြင့်တင်မှုတွေပြုလုပ်နေပါတယ်။ဒါနတာဆိုတော့အရာရှိဝတာဆိုရင်ကျွန်တော်တို့ဘေး၃တောင်းလောက်ကိုဒါကိုကြက်ခံရေးလုပ်မယ်။ဒါကိုမနစ်ကရေနဲ့တွက်ပြီးတော့ကျွန်တော်တို့ရေလွတ်တဲ့ level ထိကျွန်တော်တို့ကမြင့်မြင့်တင်ဆောင်ရွက်သွားမယ်။အလားတူပဲမန်လီကုန်းတကမန်လီကုန်းတာကိုဆိုရင်လည်းမနစ်ကရေ level ထက်နောက်ရေလွတ်ပေါင်းတစ်ခုပေါင်းပြီးတော့ကျွန်တော်တို့အဆင့်မြင့်တင်ပြီးတော့ပြုပြင်သွားမှာဖြစ်ပါတယ်။ အခုလိုအဆင့်မြင့်တင်မှုတွေပြုလုပ်ဖို့အတွက်ကြီးခဲ့တဲ့နှစ်ရည်ကြီးချိန်နိုင်ငံတော်သမ္မတဦးထင်ကျော်လာရောက်ကြည့်ရှုတုန်းကဒေသခံတွေနဲ့ညှိနှိုင်းပြီးအစီအစဉ်ချမှတ်သွားတာဖြစ်တယ်လို့ကံကြီးတော်အမတ်တဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကပြောပါရယ်။ဆိုတော့နိုင်ငံတော်သမ္မတကြီးကျွန်တော်တို့ဒီရည်ကြီးကာလမှာသူကိုယ်တိုင်အဲ့ဒီလမ်းပေါ်မှာမတ်တက်ရက်တဲ့ရက်ပြီးတော့အဲကျွန်တော်တို့ဒေသခံတွေနဲ့ဆွေးနွေးကြရတယ်ဆွေးနွေးကြတဲ့အခါမှာအဲဒီ ကျွန်တော်တို့အစီအမံလေးတွေတခုကိုကျွန်တော်တို့လက်ရှိအစိုးရကတိုင်းဒေသအစိုးရနဲ့အစီအမံချက်တွေဆွဲပြီးတော့ဒီလမ်းကိုကုကွန်ကရစ်လမ်းခင်းဖို့အတွက်ပေါ့နော်ညှင့်မယ်ပေါ့နော်ညှင့်တဲ့အခါမှာကွန်ကရစ်လမ်းနဲ့ညှင့်ပြီးတော့ကျွန်တော်တို့အဲခီးသွွားပြည်သူလူထုတွေအားလုံးခီးသွွားလာရေးရောစီးပွားရေးတွေရောပေါ့နော်အဆင်ပြေအောင်ကျွန်တော်တို့အစီအမံဆောင်ရွက်တာဖြစ်ပါတယ် အခုလိုတာရီအစီမြင့်တင်မှုတွေပြုလုပ်တဲ့အတွက်တကားလမ်းပိုင်းရည်ကြီးနှင်းမြမှုကိုကောက်ွယ်နိုင်ုံသာမကဘဲတကားမြို့နယ်အနီးတစ်ဝိုက်ကလည်းဤက3000ကျော်ကလည်းရည်ကြီးနှင်းမြမှုကနေအတန်အတင့်ကောက်ွယ်နိုင်မှာဖြစ်တယ်လို့ဆိုပါရယ်ကျွန်တော်တော်စင်မျိုးပါခင်ဗျာ